အဲ့မိကုန်းနေတဲ့ကလေးခုလုံး yes လို့ဖြည့်ကိုကိုဖြည့်မြင်တော့မင်းဆွဲကုန်နေပြီဟိုအသက်ကိုထိခိုက်တဲ့နေရာမှာဘီဘိုးစီဘိုးတွေပြင်အရေးကြီးဆုံးအရက်ပဲအရက်ကတကဘာလုံးမှာသုံးဆွမှုကအများများတယ်ဆင်းရဲချမ်းသာနိုင်ငံမရွေးလူရမ်းသာမရွေးတော့တယ်အဲ့တော့ပြင်သစ်နိုင်ငံစိတ်ဝင်စားစရာ data တွေကြည့်ရခင်မှာ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အခါမှာဝိုင်းထုတ်တဲ့နှုံးတွေကျသွားတယ်။အဲ့ဒီအချိန်မှာအသေး၆ရောကနှုံးတွေကျသွားတယ်။အဲ့ဝိုင်းလေးပြန်ထုတ်တဲ့ခါမှာအသေးချောင်းကိုတက်လာတယ်။ဆိုလိုတဲ့ဘောကအဲဒီအရက်ဟာနာလာရှိသေးရောကဖြစ်တဲ့နေမှာအရန်ရေးကြည့်ရဆိုတော့ပြောတာ။အရက်ဆိုတာ ਨੇ ပတ်သက်လို့ပြောရမယ်ဆိုရင်အရက်ဆိုတာဗမာလိုကတော့အားလုံးကအရက်ပဲပေါ့နော်။ဒါပေမဲ့ဟိုအင်္ဂလိပ်လိုပြောရင်သူက ဒီလိုစစ်ပြီးမီးနဲ့အပူပေးပြီးတစက်တစက်ကြာမှအဲ့ဒါကိုအရက်လို့ခေါ်တယ် distill လုပ်တယ်ပေါ့ distill လုပ်မှအရက် distill မလုပ်ဘဲနဲ့သူ့ဘောက်သဘာဝအချင်းပေါက်တယ်မှာဝိုင်းရနဲ့အချင်းပေါက်လာလို့ဝိုင်းဖြစ်လာတယ်ဝိုင်းရအရက်မဟုတ်ဘူးပေါ့ဒီဂျုံစံပြောင်းကနေပွာလာတယ်ဘီယာဖြစ်လာတယ် fermented ပေါ့ fermentation အချင်းပေါက်ပြီးသူ့ဘောက်ဖြစ်လာတော့အရက်လို့မခေါ်ဘူးအဲ့တော့ဆရာအတွေ့အကြုံအင်္ဂလန်မှာ ဆရာစေကန်းတိုင်တဲ့ခါမှာ I never touch any spirit မအရမ်းလာလောမတော့မင်းပါတော့ငါတနေ့ဘီယာဆယ်ဦးရတော့တယ်ဘီယာကိုအရက်လုံးမတော့အဲ့ဒါလေးပြောနေတယ်ထူးကြတာလေးကိုပြောနေတယ်နောက်တစ်ခုက alcoholic alcoholism alcohol dependence အရက်ကိုဆွဲလန်းနေအရက်စီနေဆိုတာကိုခုတဖြည်းဖြည်းနဲ့အမေရိကန်မရုပ်သိမ်းလာပြီဒါလူနာရဲ့ဂုဏ်သိက္ခာကိုထိရိုက်စေတယ် ဒါကြောင့်မလို့သူကအခုခေတ်မှာ alcohol dependence အစား AUD alcohol use disorder လို့ခေါ်တယ်အရက်ကိုနည်းနည်းလေးဆွဲလန်းတာပဲဒါပေမဲ့လို့ alcohol use disorder လို့ခေါ်လာဟုတ်ပြီအဲ့တော့လူတိုင်းတကယ်ပါလို့မဲ့လူတွေရှေ့လူတွေအရက်တောက်ကြတောက်ကြဒါပေမဲ့သတိပြုဖို့ကတော့ကိုယ်ကအရက်ဆွဲနေပြီလားဆိုတော့သိဖို့အဲ့တော့နီးစနစ်တွေအများကြီးပေါ့အရှိန်ဒါပေမဲ့ ဒီနေ့ရှေးရုံနှစ်ပေါင်းများစွာတည်ဝင်ခဲ့ပြီးဒီနေ့အထိခေတ်စားနေတဲ့ဟာ cage c a g e cage questioner cage ရဲ့မိကုံးလေးတွေကိုဖြည့်ကြည့်ပေါ့အဲမိကုံးနှစ်ခု yes ဆိုရင်အဲ့ဒါမင်းဆွဲပြီဆွဲဖို့ကတော့တော်တော်နီးစပ်နေပြီပြီးတော့ cage ဆိုတာ c ရ cut down อืมကိုကိုမေးကြည့်လိုက်ငါတော့အရက်တော့တောက်တာများနေပြီလျှော့ဖို့လိုတယ်လို့ထင်နေဆိုရင် yes မထင်ဘူးဆိုတော့ no ပေါ့ a annoyed အနောက်ရှက်ဖြစ်တယ်ဟဲ့မင်းအခုတော့အရက်တောက်တာများတယ်ကွာလို့စိတ်ဆိုးနေတယ်ဒီကောင်ကအမို့တော့ပြောတယ်ဟာမိမကပြောမယ်ရှင်ရက်တွေများလာရင်လာတောက်လာရင်လာဆိုရင်စိတ်ဆိုးနေတယ် annoyed အဲ့လိုပြောတဲ့ခါမှာမင်းကိုတယောက်ကရက်တောက်တာသိမ့်များပြောခါမှာစိတ်ဆိုးနေလား yes ဖြည့်ကြည့်လိုက် no yes no ဘာ g guilty feeling อืมငါတော့လဲမှားနေပြီမိမနဲ့ကလေးနဲ့ရက်တွေတောက်ပတ်စံနေကုန်ဒုက္ခပဲအေုံဒုက္ခပဲလို့ဖြစ်နေပြီငါမှပြစ်တော်ရှိနေပြီ guilty feeling အဲ့ဒါအဲ့ဒါလဲကိုယ့်ကိုပြန်မေးမိကိုမင်းရက်တောက်တာမှားတယ်ထင်တာမှားတယ်ထင်တာဘလို့ထင်လဲအဲ့ဒါ yes ဆိုရင်အဲ့ဒါတမတ်ပေါ့ C A G E I opener နင်းညများလို့ကွာဒီနေ့တော့ငါလဲရက်နာကြာတယ်မထနိုင်ဘူး မင်းဒါလေးတစ်ခွက်လောက်ချလိုက်ပေါ့တစ်ခွက်လောက်ခိုင်းလမ်းသွားလိမ့်မယ်တစ်ခွက်လောက်ချလိုက်တယ်ချလိုက်တဲ့ခါမှာလမ်းသွားတယ်အဲ့ဒါ eye opener ခေါ်တာပဲအရက်လေးတောက်လိုက်မှပြန်ပြီးလှုပ်ရှားနိုင်တယ်အခုပြောခဲ့တဲ့ CAGE မိကွန်းလေးလေးကိုကိုယ့်ကိုမေးကြည့်ပါပြန်ပြောရမယ်ဆိုရင် C ငါ short ဖို့လွန်းနေပြီ cut down များနေပြီ A မင်းရက်တောက်တယ်ကွာလို့တယောက်ကပြောရင်စိတ်များဆိုးကျင်သလားမေးကိုယ့်ကိုမေး annoyed G guilty feeling နာရတာတော့မှားနေပြီမိသားစုသားသမီးရောကြီးမှားနေပြီလို့ထင်တာမေ့ကြည့် E နှစ်ကိုရက်နာကြပြီးနှစ်ခွက်လို့မနေ့လောက်ကိုတစ်ခွက်လောက်တောက်လိုက်မှပြန်ပြီးလှုပ်နိုင်ရှားနိုင်လှုပ်နိုင်လား eye opener အဲ့တော့အဲ့မိကုန်းနေတဲ့ကလေးခုလုံး yes လို့ဖြည့်ကိုကိုဖြည့်မြင်တော့မင်းစွဲကုန်နေပြီနှစ်ခု yes ဖြည့်မြင်ကိုအင်းစွဲပေါ်တော့ဇလန်းပေါ်ရောက်နေပြီဆင်းရဲမယ်ဆိုတော့ အော်ဒါကြောင့်မလို့အရက်သောက်သုံးသူတွေကအသည်းကိုမထိခိုက်ခင်ရက်ကိုမဆွဲခင် alcohol use disorder မဖြစ်ခင် CAGE မိခွန်းလေးကိုယ့်အကူမေးပြီးဆင်ခြင်ကြပါလို့ဒါမှသာလင်းအသည်းဟာကျန်းမာသောအသည်း healthy liver ဖြစ်ပါ